မာထသားကနေပြောင်းလဲထားတဲ့ရာကုန်မျိုးပြအများပြည်သူတည်ယူပို့ဆောင်ရေးကော်မတီ YUPD ပိုင်တဲ့ရှင်လိုင်းဖြစ်တဲ့ YPS ခွန်ကနေခဏအလုတ်ရစဲခံထားရတဲ့ရှင်းတော့လိုက်စပယာအယောက်40လောက်စားဝတ်နေရေးအခက်ခဲကြုံနေရတယ်လို့ရှင်းတော့လိုက်သူဖြစ်တဲ့ဦးရဲမင်းဟင်းကမျိုးစိမကိုပြောပါတယ်ခုလက်ရှိဆို73ရက်ရှိပါပြီဘုံတစ်ချက်ဆက်ခြင်းလည်းမရှိပါဘူးတရနေ့ရက်အတွင်းခေါ်မယ်ဆိုတော့ လူတွေစစ်သေးမယ်ဆိုတဲ့ဥစ္စာလေခုချိန်ဒီမဖြစ်သေးဘူးကျွန်တော်တို့မှာကုလရှိဆိုရင်မိသားစုစားဝတ်နေခက်ခဲနေအားကြီးကြုံရပါမယ်ကျောင်းသားတွေရှိတဲ့မိသားစုတွေဆိုရင်ဒါကျောင်းတက်ဖို့အရေးကြီးတယ်အာဖေးရှေးပိုင်းအားကြီးလိုအပ်နေခက်ခဲရတယ်အားကြီးဖြစ်နေတယ်ကျွန်တော်တို့ကမရှိလို့ဒီလောက်ကိုလုပ်နေရတာတင်ငန်းကျုံမြို့နယ်ကိုင်ဂိတ်မှတ်တိုင်မှာရှိတဲ့ YBS ခွန်ရှင်လိုင်းရရှင်နောင်းလိုက်အယောက်၄၀လောက်မေ9ရက်နေ့က အလုတ်ကနေခိတရက်စဲခံခဲ့ရတာလည်းဖြစ်ပါတယ်။ရှင်နောက်လိုက်တဲ့အနေနဲ့ဇန်နဝါရီ26ရက်ကအလုတ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးတက်ဆိုင်ရာစာရဲစာတန်းအနေနဲ့ WPD ကုမ္ပဏီကိုရှောက်ထားခဲ့ရတာလည်းဖြစ်တယ်လို့ဦးရဲမင်းဟင်းကပြောပါတယ်။လက်ရှိအချိန်ဒီစာဝင်နေရေးအခက်အခဲကြုံနေရနေဆိုတဲ့ရှင်နောက်လိုက်အယောက်40လောက်ကိုအခုချက်ချင်းအလုတ်ပြန်ခံဖို့တော့မဖြစ်သေးဘူးလို့ WPD ကုမ္ပဏီဒုက္ခရ ဥက္ကုကုနိုင်ကဆိုပါတယ်ခုရင်လည်းဗနာရေးချိန်နဲ့ခန့်အောင်ခန့်နေတာအဲဗနာရေးချိန်နဲ့ချိန်ရတယ်ဘီအိုဒီရဲ့ဘီအိုဒီသူ့မိချက်တင်နေရတယ်အဲအဲ့မှာအဲ့မှာရှုတာတမန်ကြီးမကောင်းတဲ့ဝန်ထမ်းတွေရှော့မှရှိတယ်ဟိုဟာအဲဒါဟိုဥမာဆိုလို့အဆန်းခံတာလည်းသုံးလအတွင်းမှာဟိုဟာပေါ့အနာဂတ်မှာဖိနေကြတာ15ရက်အရင်ကတည်းကယူလာတဲ့လူတွေရှိတယ်အဲ့ဒီလူခန့်နေမခန့်နေဥဥကသွေးနေနေသွေးနေပြီးတော့မခန့်တော့ဘူးဆိုရင်လည်းလူတွေကရော့သွားရော့သွားတဲ့အချိန်မှာ သူတို့ကတကယ်တော့ဟိုလည်းလူတွေဖြစ်ခဲ့တယ်သူတို့ကိုခတ်ပြီးလက်ဒီမှာထားလိုက်အောင်ဥပဒေရောပြီဒီကနေ့မေ16ရက်တောင်းကလာပါမြို့နယ်မှာရှိတဲ့ရုံးမှာအရကုံမြို့ပြအများပြည်သူတည်ယူပို့ဆောင်ရေးကော်မတီ WUPD ကဒုဥက္ကဋ္ဌဦးကိုကိုနိုင်နဲ့အဲ့ဒီရှင်နောက်လိုက်ကိုစရယ်တွေဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ် WUPD ရကုံမြို့ပြအများပြည်သူတည်ယူပို့ဆောင်ရေးကော်မတီကရှင်လိုင်းနံပါတ်58 36 28နဲ့24ရှင်လိုင်းတွေကိုလည်းပြေးဆွဲနေပြီး ဇန်နဝါရီ16ရက်ကစတင်ပြောင်းလဲလိုက်တဲ့ WB ရဲ့စနစ်တင်မှာမာထာတာကနေပြောင်းလဲဖွဲ့စည်းထားတဲ့ကော်မတီလဲဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ